အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတစ်ခုကျွန်တော်တို့တင်ဆက်ပေးခြင်း ਨੇ ။အဲ့တော့လာမယ့်ဒါကျွန်တော်တို့ဘောလုံးလာမယ့်ဘောလုံးရသက်တပတ်မှာဒါကျွန်တော်တို့အသင်းကြီး၃တင်းလောက်ကလာမယ့်ဒါကျွန်တော်ဘောလုံးရသက်ဘက်မှာဒါဆန္ဒပြသွားဖို့တဲ့စီစဉ်နေတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်စိတ်ဝင်စားဖို့ကောင်းလာတဲ့အချက်ကဒါကျွန်တော်တို့ ဒီဆန္ဒပြတဲ့အပေါ်မှာမူတည်ပြီးတော့ဒါကျွန်တော်လက်ရှိမှာအသင်းကြီး6သင်းနဲ့မှာဒါကျွန်တော်တို့4သင်းလောက်ကလာမယ့်ဒါကျွန်တော်တို့အပတ်ဒီမှာဒါကျွန်တော်တို့သူတို့ရဲ့အသင်းတွေကို retrospective ရတာဒါကျွန်တော်တို့အာ ဆန္ဒပြသွားမယ်ပေါ့နော်အဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီဂျာထဲမှာတောက်ရှောက်ဆန္ဒပြနေတဲ့အသင်္ကာရမန်ချက်စတာစီးတီးရဲ့ပြိတ္တတွေပဲအဲ့မန်ချက်စတာစီးတီးရဲ့ပြိတ္တတွေကဘာလို့ဆန္ဒပြတာလဲဒီနေရာမှာလူတော်များကဒါကြီးကိုလည်းအဓိက cover မလုပ်ဘူးဒါကျွန်တော် cover လုပ်ပြီးမှာပေါ့နော်မန်ချက်စတာစီးတီးပြိတ္တတွေဒီနေ့အခုလက်ရှိမှာဟာတော့ကနိုင်ဒါလူတော်များကတော့နောက်ကြတယ်ပေါ့နော်ကျွန်တော်တို့လည်းကျွန်တော် perception လည်းပြပြမယ်တကယ်ကိုဒါ reality လည်းတစ်ခုပြပြမယ်ပေါ့နော်အဲ့တော့ Manchester City queen နဲ့မှာဒီဒါကျွန်တော်၃ဘတ်၄ဘတ်လောက်ရှိပြီဒါလူမပြည့်တာ ဒီညမှာဟာတချို့ကိုတိဗျာ CD ကိုရဘယ်တော့မှလူပြည့်လူလဲဆိုရင်မေးခွန်းကျွန်တော်မေးလိမ့်မယ် ကျွန်တော်လောက်စီဒီကွင်းသွင်းသွားတာစီဒီကွင်းပဲရှိပါတယ်စီဒီကွင်းကအမြဲတမ်းလူပြည့်ပါတယ်လူတွေဒါကျွန်တော်တို့ပြောပြနေတယ်လို့ဒါစီဒီကွင်းလူမပြည့်ဘူးဆိုတဲ့ဥစားကအမှားသာဖြစ်အဲ့တော့ဟိုးရင်တုန်းကတော့ maybe ဖြစ်ကောင်းဖြစ်နေတယ်ဒါအခုနောက်ပိုင်းဒါကျွန်တော်ရောက်ခဲ့တဲ့နှစ်တွေနောက်ပိုင်းမှာစီဒီကွင်းလူမပြည့်ဘူးဆိုတာမရှိပါဘူးမမေရဲ့စီဒီကွင်းနဲ့ဒါကျွန်တော်တို့ပွဲသစ်တွေဖြစ်တဲ့ FA ဖလားတို့ဒါကျွန်တော်တို့ကာရာဘောတို့မှာတော့ကျွန်တော်သွားကြည့်တဲ့အချိန်မှာလူပြည့်ပါတယ်ဘာလို့ဆိုစီဒီအသင်းကသူများဒါအရင်တုန်းကပေါ့နော်ပြောရမယ်ဆိုရင်စီဒီအသင်းကသူများရဲ့လက်မှတ်ခါအဲ့ဒါကိုကျွန်တော်ဆက်ဆက်ပြောချင်တာစီဒီအသင်းကဘာလို့လူပြည့်လဲဆိုတော့စီဒီအသင်းကသူများရဲ့လက်မှတ်ဝယ်ရဝယ်ရ တာတော်တော်လေးကိုလွယ်ကူတယ်။စီးသင်းနဲ့လက်မှတ်ခတော်တော်လေးကိုဈေးသက်သာတယ်။လက်ရှိအသင်းကြီး6သင်းထဲမှာစီးဒီအသင်းကအရင်တော့ကလက်မှတ်ခဈေးအသက်သာဆုံးအသင်းတစ်သင်းဖြစ်တယ်။ပြောချင်တာဒါကျွန်တော်မှတ်မဲ့ရစပါအာစနယ်ဒါလီဗာပူးဒါယူနိုက်တက်ဒါကျွန်တော်တို့ချဲလ်စီဒီအသင်းတွေရဲ့လက်မှတ်တွေကအရင်ဈေးကြီးတယ်။အထူးသဖြင့်အာစနယ်စပါလက်မှတ်ဆိုအင်မတန်မှမူးခေါင်ရတယ်ပေါ့။သူတို့ကလန်ဒန်ထဲမှာရှိရဆိုရင်ယူရချင်တယ်ပေါ့။အချောင်းပြချင်တယ်ပြပေါ့နော်။ဒါဒီညမှာမန်ချက်စတာမြို့နဲ့မြို့ရှင်နေဆိုတော့ယူနိုက်တက်လက်မှတ်ကစီးဒီအသင်းရဲ့လက်မှတ်ထက်အများကြီးဈေးပူကြီးတယ်။လီဗာပူးကလည်းဈေးကြီးတယ်။ချဲလ်စီကဒါကျွန်တော်ကိုယ် size တွေကလက်မှတ်ဈေးကြီးတာနား လည်းလူရတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့အခုနောက်ပိုင်းမှာဒါကျွန်တော်တို့တဖြည်းနဲ့တဖြည်း Manchester City ပြိသက်တွေကဆန္ဒပြလာခဲ့တယ်အဲ့ဒါကဘာကြောင့်လဲ Manchester City ပြိသက် Manchester City အသင်းနဲ့ခုနောက်ပိုင်းမှာလက်မှတ်ဈေးဒီကိုတင်လာခဲ့တယ်အတွက်ကြောင့်မလို့ဒါကျွန်တော်တို့လူကြီးတွေအနေနဲ့ဒီပွဲစဉ်ဒီကိုမသွားနိုင်တော့ဘဲနဲ့ဒီနေရာမှာတူတော်များဟာဒီကောင်တွေတင်တာကွာတကြက်နှစ်ကြက်နဲ့ကွာဘာဖြစ်လို့များအဲ့တကြက်နှစ်ကြက်ဆိုတာအမှန်တိုင်းပြောရင်တော်တော်လေးကိုမြောက်တယ် Season ticket အရ season ticket အရပြန်ကြည့်မယ်ဆိုရင်ဒါဟာတော်တော်လေးကိုဒါမြောက်တဲ့စီးတစ်ခုပဲအဲ့တော့ တကယ်တပွဲကိုတို့ကအများကြီးတင်တယ်မဟုတ်တပွဲကိုဒါကျွန်တော်တို့၃ပေါင်တင်လိုက်တယ်လူငယ်ကို၂ပေါင်လူကြီးကို၃ပေါင်နဲ့၄ပေါင်ကြားတင်လိုက်တယ်တပွဲကို၄ပေါင်တင်လိုက်တယ်လက်ရှိမှာဒါ CD သင်္ကာဒါကျွန်တော်တို့တစ်နှစ်မှာအနည်းဆုံးမရှိဘူးဆိုရင်ဒါကျွန်တော်ပွဲ၂၀ပွဲ၂၅ပွဲရှိတယ်ပေါင်၁၀၁၅လောက်ပုံမြင့်တော့အဲ့တော့ကျွန်တော်တို့လေပထမတင်တာတပေါင်၁၀၀၁၅၀ဘာမှမပြောဒါပေမဲ့လူကြီးတွေတော်တော်များကတို့နေနေနေရာတွေအကုန်လုံးတို့ကပန်ရှင်ကကြည်ရတာကျွန်တော်ဒါစကားပြောဘူးကျွန်တော်ကိုယ်လည်းစကားပြောဘူးလို့သိတာပန်ရှင်ကကြည်ရတာဖြစ်တယ်ပန်ရှင်ကကြည်ရတဲ့အတွက်ကြောင့်မို့ဒီနေရာမှာ လူကြီးတွေကဒီလက်မှတ်ဖိုးလေးကိုအမြဲတမ်းကျွန်တော်ဖယ်ထားရတယ်ပြီးတော့လူကြီးဆိုရင်လူဒီထဲမှာကျွန်တော်တို့တာမန်လူကြီးမဟုတ်ဘူးเนาะတို့ရဲ့လူကြီးလူကြီးစီနီယာကြီးတယ်အဲ့တော့တကယ်လူကြီးတာမန်လူကြီးဆိုခုနှစ်ပေါင်လောက်တက်သွားတယ်လူကြားရတယ်မှာပါခုနှစ်ပေါင်လောက်တက်သွားခုနှစ်ပေါင်ဆိုတော်တော်လေးကိုမြောက်တယ်စေအဲ့တော့တာမန်အခုလက်ရှိမှာလူတွေဆန္ဒပြပြီးတော့လူကြီးတွေဒါကျွန်တော်တို့အသက်60နှစ်ထက်တွေကနောက်ပိုင်းမှာဘောလုံးပွဲတွေကိုလာမကြည့်နိုင်တော့ဘာကြောင့်လဲဈေးရန်ကြီးသွားတာဖြစ်လို့ပေါင်100 150တော့တကယ်တမ်းကျွန်တော်တို့ဒါ working class level အတွက်တော်တော်လေးကိုမြောက်တယ်စေဒီခုဖြစ်တယ်ပြောချင်တာဒါဘောလုံးဆိုတော့ပြ entertainment တွေလာကြည့်တာဘောလုံးအတွက်ပေါင်100 150 50ထပ်ပြီးသုံးရမယ်ဆိုတော့ဒီနေ့မသုံးနိုင်တော့တဲ့ကြောင့်ဒါဘလုံးဘွက်လာမကြည့်နဲ့အဲဒါကြောင့်မို့လား CD ပြစ်တဲ့တွေနဲ့အခုလက်ရှိမှာကွင်းထဲမှာဒါကျွန်တော်တို့လူမကြည့်တော့ဘဲနဲ့ဒါစနားပြတွေတွေ့ရမယ်အဲတော့ဒါကျွန်တော်သုံးဘက်လေးဘက်လောက်ရှိပြီ CD ကွင်းနေနဲ့ဒါကျွန်တော်တို့တောက်လျှောက်ခုံလွတ်တွေဖြစ်တယ်ခုံလွတ်တွေဆိုဒီညမှာဝယ်ပြီးမကြည့်ကြရရှင်းတယ်အဲတော့လက်ရှိမှာ CD အသင်းနဲ့ဒါကိုဒါကျွန်တော်ပြန်ပြီးတော့စဉ်းစားပြဖို့အတွက် CD အသင်းရဲ့ပြစ်တဲ့တွေနေနဲ့အခုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့စနားကြည့်ကြည့်ပြနေတာဖြစ်တယ်အခုနကပြောရအောင်ဆိုတာပြောဆက်ပြီးချက်ရှိဆုံးအောက်ဆက်ပြောတာ CD အသင်းကိုလူမပြည့်ဘူးဆိုတာဟမ်တကယ် for sure ပဲစီးရီးသင်းကအမြင်နဲ့ဒါကျတော့လူပြည့်ရဲမှာပါတယ်ပစ္စည်းသင်းကဘာလို့လူပြည့်ရဆုံးတာဘာလို့အမြင်နဲ့ဒါချီဖြစ်တယ်အမြင်နဲ့ဒါလက်မှတ်က available ဖြစ်တယ်အမြင်နဲ့ကောင်းတယ်ဒါကျွန်တော်တို့အဲ့တော့စီးရီးသင်းကွင်းသွားတာတော်တော်လေး accessible ဖြစ်တယ်တော်တော်လေးလွယ်ကူတယ်လို့ပြောလို့ရတယ်ဒါမှပါတယ်အဲ့ဒါကလက်ရှိ reality ပဲဒါဘုံဘုံလင်းပြပြအဲ့တော့ စီဒီအသင်းနေနဲ့ခုလက်ရှိမှာဒါကိုတို့ပြန်စဉ်းစားမပြန်မစဉ်းစားတော့ကျွန်တော်တို့မသိဘူးလက်ရှိမှာဘာလို့ဆန္ဒပြလဲဆိုခင်ဗျားတို့ပြောပြရပြီအဲ့တော့လက်ရှိမှာစီဒီပရိသတ်နဲ့လာမယ့်ရသက်တဘက်မှာလည်းဆက်လက်ပြီးဆန္ဒပြအောင်မှာဖြစ်တယ်ဒါကိုလည်းတို့အနေနဲ့ဒါကြီးကြီးမမတ်တာတို့တိတိကျကျဒါကြောင့်လှုပ်သွားဖို့ရှိရတို့အနေနဲ့ဒါကျွန်တော်လူကြီးတွေကလေးတွေဒါတပြေးတည်းကြည်ရဖို့ရတို့ရေးဆိုတဲ့ပုံစံမျိုးတို့ကအကြီးကျယ်ဆန္ဒပြသွားဖို့ရှိတယ်စီဒီဘက်ကလည်းဒါကိုဘလူးကိုက်တူသွားမလို့ဆိုတော့တို့လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်စပန်ချက်စစီဒီကအသင်းကြီး6ချောင်းထဲမှာပရိသတ်တွေကိုအကြီးဆုံးကလပ်တစ်ခုလို့ပြောလို့ရတဲ့ကြောင့်မဒီကိစ္စတွေကိုစီဒီအသင်းနေနဲ့ဘလူးမျိုးကိုက်တူသွားမလို့ဆိုတော့ တော်ကတော့အမှန်တမ်းပြောစိတ်ဝင်စားတယ်ဒါကတော့ Manchester City ပြည်သက်တွေနဲ့ Manchester City ပိုင်ရှင်တွေကိုလက်ရှိမှာဆန္ဒပြနေကြအောင်တက်ဆက်ပြီးတာဖြစ်တယ်နောက်ထပ်သတင်းကလက်ရှိမှာ Tottenham Hotspur အသင်းမှာ Tottenham Hotspur အသင်းနဲ့ကျွန်တော်လာမယ့်နွေရာသီမှာနှီးပြအပြောင်းလဲထပ်လွတ်အောင်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်တို့အသိဒီပေါ့နော်ဒါလည်းရှိမှာဒါ Change for Spurs ဆိုတဲ့အုပ်စုနဲ့အတူဒါ Tottenham Hotspur အသင်းကလည်းဆက်လက်ပြီးတော့ဒါကျွန်တော်တို့ ဆက်လက်ပြီးတော့ကျွန်တော်တို့ဗာလေဆန္ဒပြအောင်မလုပ်သေးရသေးတယ်အဲ့တော့ဒီတော့တော့ hospital အသင်းကြောင်းပြောရင်ကျွန်တော်လေးပြောချင်တာကျွန်တော်အနေနဲ့အခုလက်ရှိမှာဒါ AG ကတော့တို့အနေနဲ့ဒါ Europa ပုံမှာမူတည်ပြီးပို့တယ်လားမသိကျွန်တော်စီမောမရောက်သေးဘူးပေါ့နော်ဒါကျွန်တော်ပြောတာကျွန်တော်ဆိုတာတော့ကြာပြီနော်ဒါဒီဘက်သူ့ဟာသူသိနေတာဖြစ်နေမသိနေဘူးကျွန်တော်မှာလက်ရှိမှာ sign ထုတ်ထားအင်ဂျင်နီယာရှိပြီးသားထပ်ပြီးမသိတော့ဘူးဆိုတော့ကျွန်တော်ဘဝမှာဒီ AG အပြည့်စုံဆုံးပဲဘောက်တော့ကားရက်ဘေးရယ်ဆွန်ဟောင်းမင်းရယ်ဟဲ့ဒီကိန်းရယ်ဒါဒီ၃ယောက်ရှိခဲ့တဲ့ဒါကျွန်တော်တို့ အင်ဂျီဆိုတော့ကျွန်တော်တို့ကဒီအင်ဂျီရှိရင်ပြည်စုံအဲ့တော့ကျွန်တော်ပြပွင့်လေရဟာဒီဘက်ကသူ့အတွက်မနိုးမသိမ်းထားပါဘူးသူကသိမ်းထားလည်းဘာမှမရပါဘူးကျွန်တော်ကျွန်တော်ခုနပြောသဘဲအလှလုပ်လိုက်တာပို့ပြီးတော့မြက်ပါတယ်အဲ့တော့အင်ဂျီသိမ်းထားလို့ဟာဒီဘက်ကတက်မပို့စတင်ပါမပြောဘူးဘာပဲ ကြောက်လို့ခင်ဗျားတို့တဲ့မှာအခုလက်ရှိမှာသိရတဲ့အတိုင်းပဲအဲ့အလူကိစ္စနဲ့ပတ်သက်အင်မတန်မှကြောက်လို့အခုလက်ရှိမှာဒါခုနပြောသူပဲသူတို့ဘက်ကမပူသေးတာမရောက်သေးတာဖြစ်တယ်ကျွန်တော်ကျွန်တော်စီကခင်ဗျားတို့လူအင်ကြီးဂိုင်းပြာဖြစ်တယ်ပြီးရင်ခုနပြောသူကျွန်တော်မြန်မာပြူတာနှိချင်းပေးမှာနော်ကျွန်တော်လက်မှာကျွန်တော်အကြိုက်မကနှိချင်းပေးမှာကျွန်တော်ကြောက်လို့အဲ့လိုအလူကိစ္စနဲ့ပတ်သက်ကျွန်တော်အင်မတန်မှ100%ကြောက်တယ်အဲ့တော့ပြောချင်တာဒါကျွန်တော်အင်ကြီးပါဒီဒီဗီဒီယိုကြည့်ရလို့သိပါဒီအင်ကြီးဘာနဲ့ဒီကျွန်တော်ဗီဒီယိုစထောင်ခဲ့တဲ့ဒီအင်ကြီးရှိမှန်းကိုသိပြီးသားပါအဲ့တော့ဒါကျွန်တော်ပြောပြသားပြန်ဟာဒီဘက်သူ့ဟောက်သိ no လောက်ဘူးလောက်အဲ့လိုလောက်တတ်တတ်လောက်မလောက်ဘူး ဲ့တော့ပြောချင်တာအခုလက်ရှိမှာစပါသင်းနေနဲ့လာမယ့်ရတဲ့တပတ်မှာဆန္ဒပြမှုတွေဆက်လက်ပြီးလို့ဘာလို့ဆိုတော့လာမယ့်နေရာဒီမှာအပြောင်းလဲတွေထပ်လုပ်မဲ့ spa အသင်းအနေနဲ့ပြည်သက်တင်ဒါကြီးကိုမခံနိုင်တော့ဘာလို့ဆိုတော့နှစ်နှစ်တခါတာအပြောင်းလဲလှုပ်လုံးအကြီးလို့ spa အသင်းနဲ့ဒါကျွန်တော်ချွတ်ချုံကြရနေအခုလက်ရှိမှာ spa အသင်းနဲ့စီးပွားရေးအရသာအောင်မြင်နေတာပဲရှိလားအသင်းအတွင်းမှာအောင်မြင်နေတာဘာမှမရှိအခုလက်ရှိမှာတမ်းမစင်းရရေးအတွက်ရုံးကန်တရားရဲ့သဘောမှဖြစ်သွားတယ် လာမယ့်ရာသီမှာနီးပြအသစ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်လက်ပြီးကြိုးစားသွားမှာဆိုပြီးသတင်းထုတ်ပေါ်နေတယ်။အတိအကျတကွာဒါ NG Poster Glucose ကလာမယ့်လူရာသီမှာသူ့အနေနဲ့ဆက်လက်ပြီးနေသွားမှာလားမနေသွားဘူးလားဆိုတဲ့ဥစ္စာကိုလည်းမသိကြသေးဘူး။သူ့အနေနဲ့ဖလားရမယ်ဆိုရင်တော့ NG Poster Glucose တဲ့ကဆက်နေသွားဖို့အစီအစဉ်မရှိဘူးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်။အဲ့တော့ဘာဒီဘလို့ဖြစ်လာမှာကျွန်တော်တော့မသိဘူး။ဒါပေမဲ့လက်ရှိအခြေအနေဒီရဆိုတော့ Dr. Horse ပါတဲ့လာမယ့်လူရာသီမှာလည်း changes တွေအများကြီးဖြစ်အောင်မယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ Spa တဲ့နေတဲ့ဒါရက်တစ်ပတ်ဒါလာမယ့် ကျွန်တော်ထင်တယ်ဒီတစ်ပတ်မှာလိဗာပူးအိမ်ဝင်ဆိုတော့ဆန္ဒပြလာမှာမဟုတ်ဘူးလားမဲ့ဒါကျွန်တော်တို့ထင်တာပိုတိုးနဲ့ဂလင်းကကျွန်တော်တို့ရဲ့ပထမဆုံးအိမ်ဝင်ဖြစ်မယ်အဲ့တော့အဲ့ဒါအဲ့ဒီပွဲစဉ်မှာတို့နဲ့အကြီးကျယ်ဆန္ဒပြအောင်မယ်လို့မြင်တယ်အဲ့တော့ဆန္ဒပြပွဲခုနကစပါးရဲ့ဆန္ဒပြမှုမှာလူကတော့အများနဲ့ထောင်နဲ့ချီလာခဲ့တယ်အခုတော့လက်ရှိမှာဒါနောက်ဆုံးမှာလဲစပါးရဲ့ဆန္ဒပြမှုကလူအများဆုံးသောဆန္ဒပြမှုပွဲတစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဒါပို့ပြီးတော့စိတ်ဝင်စားဖို့ခေါ်လာခဲ့တယ်အဲ့တော့လာမဲ့ဒါကျွန်တော်တို့ပိုတိုးနဲ့ဂလင်းရဲ့အိမ်ဝင်တဲ့ပွဲစဉ်မှာနဇာကင်ဆယ်လာပြောမှုများဆိုစပါးအင်းနေချိန်းစောစပါးနဲ့ပေါင်းပြီးတော့ဒါဆန္ဒပြမှုတွေကြီးကျယ်ထလုံးအောင်မယ်အဓိကဆန္ဒပြမှုလို့ပါတော့ဒ တာလပိုင်းနေတာကျွန်တော်တို့ anecdote အုပ်စုကိုအတင်းကတပိုင်းရှင်ပြောင်းလဲမှုအတွက်ဆန္ဒပြဖြစ်တယ်အဲ့တော့တချို့ကြပြောတယ်ဓာကြီးပြလို့ဘာထူးမလဲအမှန်တိုင်းပြောတော့ဘာမှတော့မထူးဒါပေမဲ့ခုနကပေါ့ပိုင်ရှင်တွေကိုတိအောင်မင်းတို့စောက်သုံးမကြဘူးပြိသက်တွေကအခုချိန်မှာမင်းတို့ကိုဆန္ဒအောင်ပြယူရတယ်ကွာအခုလက်ရှိမှာသူများတဲ့လက်ထဲမှာပိုင်ရှင်စောက်သုံးမကြတဲ့တင်တွေများအများကြီးရှိတော့တော့ကိုယ်ရည်သက်သက်နေမှာမဟုတ်ဒါပေမဲ့ ပိုင်ရှင်ကိုဒါတပတ်တပတ်ဆန္ဒနှီးတိုင်းပြတယ်ဆိုခဲ့ဒီပိုင်ရှင်ဘောလုံးဆက်သုံးမကြလက်ပိုင်းကဒီညမှာတခုရှိတာစပါတင်ရဲ့ပိုင်ရှင်လက်ပိုင်းကအဲ့ဆန္ဒပြတယ်အယံမုန်းတယ်ဘောသူ့ကိုသူတို့ကငါဒီလောက်လုပ်ပေးထားတာမကျေနပ်နိုင်ဘူးလားဆိုတဲ့ egoistic ပေါ့နော်တထေးရဲ့ egoistic ဖြစ်တဲ့ကြောင့်မို့သူအယံမုန်းအဲ့ကြောင့်မို့ပရိသတ်တွေကပူတိလို့အဲ့လိုဆန္ဒပြပွဲတွေပူလုတ်တယ်လို့ပြောလို့ရအဲ့တော့ခုနကပြောသူပဲအကယ်၍အသင်းကဘုရားပိုင်ရှင်ပြောလဲမဖြစ်ဘူးဆိုရင်တော့အသင်းကိုပြောင်းလဲမှုတစ်ခုဖြစ်သွားအောင်ပိုင်ရှင်တွေကဒါကြောင့်လှုပ်ဆော်ပြီးတယ်ဆိုတော့ဒါဆန္ဒပြပွဲရှိအဲ့တော့ထောက်ကနေလာမဲ့ဒါကြောင့်ဘူလူနဲ့ဂလင်ပွဲဆိုစပါရဲ့အင်ကုန် းမှာအကြီးကျယ်ဆန္ဒပြသွားမှုတွေပြင်ဆင်သွားမှာဖြစ်ပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်တို့ဥရောပဖလားရသည်ဟဲ့ဒီမရသည်ဖြစ်စေဒါစပါသစ်နဲ့အကြီးကျယ်လုတ်ပြသွားမယ်လို့လည်းကြားသိရတယ်ဗျာပါတယ်အဲ့တော့ဘာဒီဘလူးဖြစ်မယ်ဆက်လက်ပြီးကြည်အောင်မယ်ကျွန်တော်ကမနေ့ကဆန္ဒပြဖို့ကျွန်တော်အရန်ဝန်တာပါကျွန်တော်ဒါကျွန်တော်ရောက်တိုင်းလည်းသွားသွားပြီး join တယ်အခုတော့ဒါမ join ဖြစ်တာတော်တော်လေးကိုကြားပြီပေါ့နော်အဲ့တော့ပါအဲ့တော့ ပြီးတော့နောက်ဆုံးတစ်ခုနဲ့ Manchester United 1958ခုနှစ်စပေါ်တာအုပ်စုအနေနဲ့လက်ရှိမှာ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့လာမယ့်ရသက်ပတ်မှာသူတို့လည်းဆန္ဒပြအောင်မလို့ကြားသေးတယ်။သူတို့က Stadium Horse Park နဲ့တူတူပါပဲ။လက်ရှိမှာဒါကျွန်တော်တို့ဒီညမှာဒါ Manchester United ရဲ့ဆန္ဒပြမှုကခုန Tottenham Hotspur အသင်းနဲ့ဒါ Manchester City အသင်းတွေရဲ့ဒါကျွန်တော်ဆန္ဒပြမှုတွေကို ပေါင်းထားတဲ့သုံးသင်းလို့နှစ်သင်းလို့ပြောနှစ်သင်းကိုပေါင်းထားတဲ့အသင်းလို့ပြောလိုက်ရတယ်။ဘာလို့လဲဆိုတော့ Manchester City နဲ့ပြဿနာလည်းတူတယ်သူတို့အနေနဲ့။ဘာလို့ဆိုတော့သူတို့အနေနဲ့လက်ရှိမှာ Manchester United အသင်းအနေနဲ့ဒါ City တက်တော်မှာလက်မှတ်ကဇီးကြည့်ပြီးတော့အခုချိန်မှာအပြောချင်တာရှည်ရှည်လေးအသင်းအသုံးကျပြီးတော့လက်မှတ်ဇီးကြည့်ရင်ပြည်သက်တွေကလက်ခံတယ် United ပြည်သက်တွေကအသင်းကလည်းစောက်သုံးမကြဘူး။သူတို့ကအသင်းအနေနဲ့လည်းဒီနာဘာကျွန်တော်ပြောရမလို့အသင်းကလည်းစောက်သုံးမကြဘူး။အသင်းကလည်းအဲစောက်စည်းကလက်မှတ်ကလည်းကြီးတယ်ဆိုပြီးအခုလက်ရှိမှာအဲ့ဒါနဲ့ပတ်သက်ပြီး1958ခုနှစ်ဆပ်ပေါ်တာတွေကအကြီးကျယ်ပေါက်ကွဲနေတာဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာ1958 2026ခုနှစ်စပေါ်တာအနေနဲ့ဒါကျွန်တော်တို့လာမင်းဒါကျွန်တော်တို့အဲရက်သက်တစ်ပတ်မှာဒါအကြီးကျယ်ဆန္ဒပြသွားဖို့ရှိရဲဒါအပြင်အဲ့ဒီမှာလည်းမဟုတ်ပဲね United အသင်းကိုဒါကျွန်တော်အပီးအပီးတန်ရောင်းချဖို့အတွက်ဒါကျွန်တော်ဂလီဇာမိသားစုကိုလည်းတိုက်တွန်းသွားခုနကပေါ့စပါးနဲ့တူတဲ့ဥစားဒါပဲဂလီဇာမိသားစုကိုဒါခုနကပေါ့85ရာခိုင်နှုန်းကိုင်တာလုံးဝလုံးဝမချိုက်ဘူးလာမင်းနူရာဒီမှာဒါကျွန်တော်85ရာခိုင်နှုန်းကိုတခြားလူတွေစီရောင်းသွားဖို့တို့တို့အနေနဲ့တိုက်တွန်းနေတယ်1958ခုနှစ်စပေါ်တာလက်ရှိမှာ group ကအခုလက်ရှိမှာဒါ Manchester United အသင်းနဲ့ပတ်သက်ပြီးအမြင့်တက်လို့လို့ဒါကျွန်တော်ဆန္ဒပြဥဆောင်တဲ့ group တစ် ခုဖြစ်လာခဲ့တယ်။ဦးနောက်ပမတ်ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တီကရဲ့တောက်ရှောက်နောက်ကနေပြီးတော့ဥဆောင်ပြီးလိုက်လာတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲလက်ရှိအနေထားနောက်ဆုံးကြားတဲ့သတင်းတွေအရဆိုရင်တော့ဒါကလက်ရှိမှာ reality တခုဖြစ်လာခဲ့ပြီ။မကြခင်မှာဒါကျွန်တော်တို့ဆန္ဒပြမှုတွေကဒါအသိဉာဏ်သုံးသိန်းကဇက်တိုင်မြင်လာဖို့ရှိတဲ့ကြောင်းကျွန်တော်တို့တင်ဆက်ပေးထားဖြစ်ပါတယ်။အဲ့တော့ဘောလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရရဲ့ ဘလုံးမတွေကိုကြည့်ရှုချင်တယ်ဆိုရင် Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလူစံပေါင်းကိုကြည့်ရပါတယ်။များများလေးလည်း clip ဖို့မေးကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မှတ်စွာကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။ များများလေးလဲကလစ်ဖို့မမိကြပါနဲ့အောက်ကကွန်မန့်တွေထဲမှာလဲ youth sport media 3.0နဲ့ db4e တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျှော်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြမလေးကလစ်ဖို့မမိကြပါနဲ့ဗျများများကလစ်မှာမြန်မြန်ဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ d4 ဗျ